ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်ပြီးတော့အောင်မြင်တဲ့လုပ်ငန်းကြီးတစ်ခုဖြစ်အောင်ပြီးဆောက်သွားဖို့ဆိုတာလူအများစုရဲ့ဖြစ်ချင်တဲ့ဆန္ဒဖြစ်ပါတယ်။ဒါပေမဲ့အစ်စ်စတင်လိုက်တဲ့လုပ်ငန်းငယ်လေးတွေ startup business တွေရဲ့90%ရာခိုင်နှုန်းလောက်ဟာပထမ9နှစ်လောက်အတွင်းမှာကြာရှုံးရပ်တန့်သွားလိမ့်ရှိတာကိုတွေ့နေရပါတယ်။ဒီနေ့မှာတော့အခုတစ်ခေါက်မှာတော့ဒီလို startup လုပ်ငန်းငယ်လေးတွေအနေနဲ့ဘယ်လိုအကြောင်းတွေကြောက်ကြာရှုံးသွားလိမ့်ရှိတယ်ဆိုတဲ့အချက်လေးတွေကိုမျှဝေပေးလိုပါတယ်။နံပါတ်1 တွေ့ရကတော့စသတိကိုပိုင်လုပ်ငန်းတစ်ခုပရမောက်ဆုံးအခြေအနေနဲ့စတင်လောက်ကန်ဆောင်ရွက်ကြတဲ့သူတွေအတွက်အဓိကထိုးနှက်ချက်တစ်ခုကတော့ဘယ်ကနေထွက်လာမှန်းမသိတဲ့ကြိုတင်တွက်ဆမထားမိတဲ့ကုန်ကြမ်းစီတွေဖြစ်ပါတယ်စလုပ်မယ်ကြံတုံးကတော့ဘလောက်ရင်းပြီးတော့ဘလောက်နဲ့ရောင်းလိုက်လို့ဘယ်နှခုခုံသွောင်းရင်ဘလောက်ကြီးတော့မြတ်မယ်ဆိုပြီးတော့အားရပါးရရှိခဲ့ပြီးမြတ် တကယ်လုံးကြည့်တဲ့အခါမပြည့်စက်လောက်အမျက်လေးပဲရပြီးတော့အချိန်တွေကုန်လူပင်ပန်းပြီးတော့စိတ်တန့်ကြရတာမျိုးတွေအများအပြားကြုံရတတ်ပါတယ်ကျွန်တော်ကိုယ်တိုင်အထည်တွေစပြီးတော့ဖြန့်လုံကတထည်ကိုတထောင်မြတ်မယ်အထည်တရာရောင်းရင်တသိန်းပဲလို့အားရှိပြီးတော့အဲ့လိုတွက်ပြီးတော့လုပ်တဲ့အခါမှာတကယ်တမ်းကျတော့အထည်တရာမှာရောင်းမထွက်ပဲနဲ့ desktop ဖြစ်တာတယ်ယူစိတ်တွေခုန်ကြတာကြုံရခတွေခုန်ကြတာအလုံးနှုတ်လိုက်တဲ့အခါမှာအရင်တတာပဲပြန်ရတယ်ဆိုတာမျိုးဖြစ်ခဲ့မှုပါတယ် ဒီအတွက်လုပ်ငန်းမစတဲ့ခင်မှာဘလို cost တွေရှိနိုင်တယ်ဆိုတာကိုသိချာသုံးသပ်တတ်ဖို့လိုပါတယ်။အများစုကဒီကနေဒါကို100နဲ့ဝယ်ဟိုဘက်မှာ150နဲ့ပြန်ရောင်း90မြတ်မယ်အဲ့လိုမျိုးပဲလွတ်လွတ်ထွေးကြတယ်။ဒီပြဿနာကတကယ်တော့ gross profit ဆိုတဲ့အချမ်းအမြတ်နဲ့ net profit ဆိုတဲ့အသက်တည်းအမြတ်ကိုမကွဲပြားကြတာဖြစ်တယ်။100နဲ့ဝယ်150နဲ့ရောင်းလို့ရပြီမယ်။ကြားထဲမှာ operating expense ပေါင်းများစွာကရှိနေအောင်မှာဖြစ်လို့ 150မှာ30လောက်မြောက်ဖို့ကို အတော်လေးကိုဖြည်းဖြည်းစီစီလုံရတက်လေးရှိပါတယ်။နမနဲ့အာနာပါနာဝယ်ယူတာတခါကတငယ်ချင်းတယောက်ကလည်းစောတော့ကောင်အမျိုးအစားလေးတစ်ခုကိုအိမ်မှာထုတ်လုပ်ပြီးတော့အလုပ်လုပ်ရရုံးကနေလုပ်ဖို့ခံမဲ့တွေကို ရောင်းချဖို့လုပ်တယ်။ဒီကနေ့တစ်ဆင့်အဆင်ပြေရင်စိုင်လေးပါဖွင့်ဖို့ရည်ဝင်ပြီးတော့ started business အနေနဲ့စလိုက်တယ်ပေါ့။ ဆော့ဆော့ချင်းမှာတငယ်ချင်းကလူချင်းလူခင်ကလည်းပေါ့ခင်မင်းတဲ့သူကလည်းများတော့ကိုတငယ်ချင်းရောက်တာဆိုပြီးတော့ဝယ်ယူအားပေးကြတယ်ဒီတော့ပရမတ်လတ်မှာအတော်လေးရောင်းလိုက်ရပြီးတော့အမြတ်မြို့မြို့မြတ်မြတ်လေးရလိုက်တယ်ဒါနဲ့ပဲလုပ်ငန်းကတော့အဆင်ပြေပြီဟေးဆိုပြီးတော့နောက်လာမှာမြန်မြန်ထုတ်လုပ်ပြီးတော့ထပ်ပြီးရောင်းချတဲ့အခါမှာရောင်းအားမရှိတော့ဘဲနဲ့အဲ့ဒီလာမှာပဲအရှုံးပါပြပါလေတော့တယ်ခင်မင်းနဲ့မျက်နာနဲ့ ဝယ်ယူသူတွေကုန်သွားတဲ့အခါမှာတကယ် customer အစ်စ်ကိုရှာမရတော့ဘဲနဲ့လုပ်ငန်းကလည်းတခန်းရပ်သွားမှာတော့လေဒါကတော့ထုတ်လုပ်တဲ့ product ကအားသာချက်များတိတ်ရှိမနေဘဲနဲ့တာမန်လောက်ပဲဖြစ်တာမျိုးချိုးရင်းချက်တစ်ခုခုဥပမာဈေးကြီးနေတာအရသာတစ်ခုခုလိုအပ်နေတာမျိုးစတဲ့တစ်ခုခုကြောင့်ဖြစ်တတ်လေရှိတယ်ဒီတော့စပြီးတော့ထုတ်လုပ်မယ်ဆိုကြတဲ့ကကိုယ့်ရဲ့ product ဟာတန်းဝင်တဲ့အနေအထားတစ်ခုဖြစ်နေအောင်တော့တေချာလုံးဆောင်ပြင်ဆင်ဖို့လိုအပ်ပါတယ် နံပါတ်3ဈေးကွက်မဝင်တဲ့ထုတ်ကုန်ကိုကြိုက်တဲ့အရာတိုင်းကိုလူတိုင်းကကြိုက်နဲ့တက်ချင်မှကြိုက်မှဖြစ်တယ်ဒီတော့ကို့အတွက်ကိုရည်ရွယ်ပြီးလုပ်တဲ့အရာဆိုရင်တော့ကိုရဲ့အကြိုက်အတိုင်းအတိအကျလုပ်လို့ရပါပဲဈေးကွက်ကိုရောင်းချဖို့ရည်ရွယ်ထားတဲ့ product တမမဟုတ် service တွေကတော့ဒါတွေကိုဝယ်ယူမဲ့ customer တွေအကြိုက်ဖြစ်မှသာရောင်းလို့ရမှာဖြစ်တယ် startup လုပ်ငန်းလေးတွေမှာအများဆုံးအမှားတွေထဲကတစ်ခုကတော့ဈေးကွက်ကမလိုအပ်တဲ့ ဈေးကွက်ကမလိုချင်တဲ့ product ဒါမှမဟုတ် service တွေကိုထုတ်လုပ်ဖို့ရည်ညှိထားမိတာမျိုးဖြစ်တဲ့ဒီအတွက်လုံငန်းမစတင်ခင်မှာ market research ကိုတေချာလေးဖိလုပ်တင်ပါတယ်ဒါအပြင်ကို ရောင်းဖို့ရည်ရွယ်တဲ့ customer segment ကိုတေချာပိုင်းခြားသတ်မှတ်ပြီးတော့အဲ့ဒီ segment ကဘာတွေကိုကြိုက်တယ်ဆိုတာကိုပါတေချာနားလည်ထားမှုလိုအပ်ပါတယ်နံပါတ်၄တတိယဈေးရောင်းတာတော့ခြေခိုင်အောင်တေချာလေပတ်မလုံးဆောင်ပဲနဲ့ဖြစ်တယ်လို့ဈေးရောင်းနေတာ ဆိုင်ကိုဖွင့်တရက်မဖွင့်တရက်နဲ့အလုပ်ကိုမလေးစားတာထိုက်တဲ့နဲ့အမျက်တော်မှာမဟုတ်ပဲနဲ့အရှုံးပေါ်တဲ့အထိလျှော့ပေးအပူတွေပေးတာစာရတွေကိုတထေးစေးရောင်းတဲ့နီးလို့ပြောလို့ရှိတယ်ဆော့ဆာချင်းစေးရောင်းပါတယ်ဆိုမှဈေးစစ်လုံးတော်ကိုအာနာပြီးမတန်တဆလျှော့ပေးလိုက်တာစားတော့ဆိုင်လေးဖွင့်တာကိုလာအားပေးတယ်ဆိုပြီးတော့အဝလာစားသမျှအမျိုးတွေမှန်သမျှကိုအလကားကျွေးလိုက်တာစားတဲ့ဖြစ်ရမျိုးတွေလည်းရှိနေတယ်ဆိုတော့ပရဟိတလုံးချိန်မှာရရောဖို့လိုအပ်ပါတယ် အဲအဲ့လိုမျိုးမှာပဲစီးပွားရေးလုပ်နေပါတယ်ဆိုမှတော့ငွေကြီးတပြားတစ်ချက်ကအဆက်ချစ်တီးလိုမျိုးတိကျတိကျအောင်အလုပ်လုပ်ဖို့အထူးလိုအပ်တယ်နံပါတ်9ငွေမလောက်တော့ဘူးနံပါတ်10မှာပထမဆုံးအချက်မှာပြောခဲ့တော့ကလိုပါပဲမမြင်နိုင်ကြိုမထွက်ထားနိုင်တဲ့ကုန်ကြစိတ်တွေကရှိလာမှာရှိလာတဲ့အခါမှာလုပ်ငန်းအတွက်လိုအပ်တဲ့ဆက်တွေ equipment တွေထပ်ပြီးတော့မဝယ်နိုင် ကုန်ကျန်းလက်ထက်ပြီးတော့မယူနိုင်တော့ဘဲနဲ့လန်တဝါမှာငွေပြက်ဆက်ရက်သွားတဲ့လုပ်ငန်းတွေတိတ်ခုများပါတယ်။တခါခါမိတ်ဆွေတယောက်ကစားတော့ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့လုပ်တယ်။ဆိုင်လေးအတွက်လိုအပ်တာတွေထည့်ရင်းနဲ့ရထားတဲ့နိုင်တဲ့ငွေကကျော်လွန်သွားတယ်။ဆိုင်ကလည်းစောက်တုံးတန်းလန်းကြီးငွေကလည်းထပ်ပြီးတော့မနိုင်။ Investor ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်းထပ်ပြီးတော့ရှာမရတော့အချိန်အတော်ကြာရပ်ထားလိုက်ရပါတော့တယ်။ နံပါတ်6ဈေးနှုန်းကြည့်မြင်နော်လုပ်ငန်းငယ်လေးတွေအနေနဲ့ product တစ်ခုခုကိုစတင်ထုတ်လုပ်ပြန့်ချိတဲ့အခါမှာငွေအင်အားကလည်းနှဲပါသေးတဲ့အတွက်စက္ကရာတွေဝယ်ယူရင်းနှီးမြုံနေတာကုန်ကျန်းကိုအများစိနဲ့ဝယ်လောင်ထားနေတာစတာတွေအားနဲ့တက်လင်းရှိတယ်ဒီအခါမှာအခြားသောငွေအင်အားနိုင်တဲ့လုပ်ငန်းကြီးတွေထက်ကုန်လုံးထုတ်လုပ်မှုကုန်ကျန်းဈေးတွေများပြားတွားရလည်းရှိတတ်တယ်ဒါပေမဲ့ဈေးကွက်အတွင်းမှာဈေးနှုန်းမြင့်တဲ့ရောင်းချလို့မရဘူးဆိုရင်အများနည်းတူဈေးနှုန်းနဲ့ရောင်းရင် အရှုံးစဖို့တက်လို့ရှိမှရှိပြန်ပါတယ်။ဒါတွေမဖြစ်နိုင်မှုကတော့လုပ်ငန်းစမယ်ဆိုကြတဲ့က business plan ကိုတေချာရေးဆွဲထားဖို့လိုပါတယ်။အ ਨੇ ဆုံးဖွဲ့စည်းပုံနဲ့ဘယ်လိုလက်ပတ်မလဲ။ဈေးအသက်သာဆုံးဖြစ်အောင်ဘယ်လိုလုပ်ဆောင်မလဲ။အကောင်းဆုံးကုန်ကြမ်းဝယ်ယူနိုင်မဲ့ supplier ကဘယ်မှာဖြစ်နိုင်မလဲ။စတာတွေကိုတေချာလေ့လာ သုံးသပ်ထားဖို့လိုအပ်ပါတယ်။နံပါတ်6ရှယ်ယာရှင်တွေမြင်ညွတ်တာအများစုကတော့ပရမအူဆုံးကိုယ်ပိုင်လုပ်ငန်းလေးလုပ်တဲ့အခါမှာ အချောင်းအမျိုးမျိုးကြောင့်တဦးတည်းစတင်တာထက်အခြားသူတဦးဒါမှမဟုတ်တဦးထက်ပိုတဲ့သူတွေနဲ့ရှေးရခေါ်ပြီးတော့လှုပ်ဆောင်ချလိမ့်ရှိတယ်။ရှေးရရှင်တွေအားလုံးကလူညီတယ်လုပ်ငန်းကိုထောက်ကူဖြစ်စေတယ်ဆိုရင်တော့အတိုင်းထက်အလွန်အဆင်ပြေတော့ပေါ့။ဒါပေမဲ့လုပ်ငန်းကိုလဲပတ်နေတဲ့သူနဲ့ရှေးရရှင်တွေကြောင့်ပါလုပ်ငန်းအကြောင်းဆုံးဖြတ်ချက်တွေတဘောထားကွဲလွဲလာရင်တော့ personal ဘိုင်းတွေမှာပါဝင်လာပြီးတော့လုပ်ငန်းကိုထိခိုက်ရတတ်တယ်။ အဖို့မှာတဦးကဒီ product အသစ်ထုတ်ခြင်းနဲ့နောက်တစ်ယောက်က နောက်တစ်ခုနောက်တစ်ယောက်ကဘာမှအသစ်ထပ်မထုတ်ဘူးရှိပီးသားတွေကိုပဲပို့ထုတ်ပြီးတော့ပို့ရောက်မယ်စသဖြင့်ဒီလိုကနေသဘောထားကွဲလွဲတန်ကြတဲ့လူမျိုးအမြတ်ခိုးဝေမှုလဆာရယူမှုဝန်ထမ်းခန့်အပ်မှုစတဲ့အခြေအနေမျိုးစုံကနေစိတ်သဘောထားကွဲလွဲတန်ကြတယ်ဒါတွေအတွက်ကတော့လုပ်ငန်းစမယ်ဆိုကြတဲ့ကရှယ်ယာသဘောတူစာချုပ်မှာလုပ်ငန်းပိုင်ဆိုင်မှု အများခေါ်ဝေမှုလုပ်ငန်းလည်ပတ်မှုကိုယ်စီတာဝန်ယူမှုအပိုင်းဆက်တာတွေကိုတေချာညှိနှိုင်းတက်မှတ်ချုပ်ဆိုမှုလိုအပ်ပါတယ်။နံပါတ်၈ဝန်ထမ်းပြဿနာကော်ပိုရေးရှင်းကြီးတွေမှာတော့ဝန်ထမ်းအရာထောင်တောင်းချီရှိပြီးတော့လူမှန်နေရာမှန်တွေကိုရွေးချယ်ခန့်အပ်နိုင်ဖို့ဟိရှာဌာနတွေ recruitment ဌာနတွေတည်တံ့ထားရှိပြီးတော့ဆောင်ရွက်ချက်လေးရှိတယ်။ဒါပေမဲ့ startup လေးတွေမှာတော့ပိုင်ရှင်ကလည်းကိုပဲ ဝန်ထမ်းခံလဲကိုပဲဆိုတော့ဝန်ထမ်းရွေးချယ်ခံနာကြံတွေ့ကြုံမရှိတဲ့အခါမှာလူမှန်နေရာမှာမဟုတ်ဘဲနဲ့ performance မှာမကောင်းတဲ့သူတွေကိုခန့်အပ်မိတတ်လေရှိကြတယ်။လုပ်ငန်းကျွတ်တယ်မှာတဦးလောက်ကအဆင်မပြေရင်တိတ်မတိတာပဲမဲ့လူနှစ်ယောက်တစ်ပိုင်းလုံတာရှိတဲ့ startup လုပ်ငန်းတွေမှာတော့တစ်ယောက်မကောင်းတာဟာလုပ်ငန်းတစ်ခုလုံးကိုထိခိုက်သည့်အထိဖြစ်တတ်လေရှိပြန်ပါတယ်။နံပါတ်9အကြံတူတော့နောက်လူတာတော့စမင်း တချို့ startup လုပ်ငန်းလေးတွေရဲ့ business idea တွေ product idea တွေဟာတိတ်ကိုကောင်းမွန်ပြီးတော့ဈေးကွက်မှာပေါက်သွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေလည်းတွေ့ရလရှိတယ်။ဒါပေမဲ့ဈေးကွက်တဲ့ကိုစတင်ပြီးတော့ဖြန့်ချိလိုက်တဲ့အခါမှာလုပ်ငန်းငယ်လေးတွေဖြစ်တဲ့အတွက်အတွေ့အကြုံနဲ့တာ customer မိတ်နင်းသေးတာငွေအရင်းအနှီးနှဲပါသေးတာစတဲ့အချက်လေးတွေကြောင့် product ဟာပေါက်တင်တယ်လို့မပေါက်ဘဲနဲ့ဖြစ်နေတတ်တယ်။ဒီအချိန်မှာပဲတခြားငွေအင်အားလည်းနိုင်အတွေ့အကြုံလည်းများတဲ့လုပ်ငန်းကြီးက ကိုယ့်ရဲ့ idea ကိုကူးယူအားနည်းချက်တွေကိုပြုပြင်ပြီးတော့ဖြန့်ဝေလိုက်တဲ့အခါမှာဝဝကွယ်ပေါက်သွားတာမျိုးတွေလည်းအများအပြားတွေ့ရလည်းရှိတယ်။ဒီအတွက်ကို product ရဲ့လေ့ဝါချက်တွေကိုဘယ်လိုထိန်းသိမ်းမလဲ။ဘူပန်ခွင့်တွေကိုဘယ်လိုကာကွယ်မလဲဆိုတာကလည်းအရေးကြီးလာပြန်ပါတယ်။နံပါတ်10စိတ်မပါတော့ဘူး။လူတိုင်းကိုကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လားလို့မေးလိုက်မယ်ဆိုရင်လုပ်ချင်တယ်လို့ပဲအများစုကဖြေလိမ့်မယ်။ဒါပေမဲ့ ကိုပိုင်လုပ်ငန်းတစ်ခုကအတော်လေး pressure များတယ် startup အနေနဲ့ဆိုရင်ကိုပကိုပဲတတိကိုပဲတန်ရှင်ကိုပဲ agile ကိုပဲ delivery ဆိုပြီးတော့လုပ်ငန်းချက်များစုဒီလိုမျိုးကိုကိုတိုင်းပဲအစအဆုံးလုပ်တာမျိုးကြုံတွေ့ရလည်းရှိတယ်အစအဆုံးလုပ်နေရတယ်ဒါအပြင်ပိတ်ရဆိုတာမျိုးအားလည်းရဆိုတာမျိုးကလည်းမရှိနိုင်တော့ဘူးဝန်ထမ်းဘဝကမှတောက်ကြနေညလိုမျိုးစိတ်လုကိုလွတ်အနားယူလို့ရပါမယ်လေလုပ်ငန်းလည်းလုပ်လိုက်ရောစရင်ချုပ်ပြီးတော့အချိန်က ည7နာရီအထိပါတို့ဖြစ်နေတတ်တယ်ဆိုတော့တကယ်သာယူခါနေအောင်ပတ်ရှင်မရှိဘူးဆိုရင်အဲ့ဒီလိုခက်ခဲတဲ့ကာလတွေကိုကြော်ဖြတ်နိုင်မှုကမလွယ်ကူလာပါဘူးစတတ်လုပ်ငန်းတွေပြိုလဲသွားတဲ့အဓိကအကြောင်းတွေထဲမှာလုပ်ငန်းရှင်ကိုယ်တိုင်ဘန်းတောက်ဖြစ်သွားတာအသေးလေးပြင်ပန်းသွားတာအရှုံးပေးသွားတာတွေကလည်းအကြောင်းတစ်ခုအနေနဲ့ရှိနေတတ်ပြန်ပါနဲ့နံပါတ်7စရင်မပိုင်ဂုံထုတ်မနိုင်ကိုယ်ပိုင်မလုံးနဲ့တချို့တွေရဲ့အခက်အခဲက ငွေကြေးစင်းစရာပိုင်းနားလည်မှုအားနေတာဖြစ်တယ်။စရင်းကိုဘယ်လိုမှတ်သားရမလဲ။အတတဲအမြတ်ကိုဘယ်လိုဖော်ထုတ်ရမလဲ။ရနေတဲ့အမြတ်ကထိုက်တန်လားမတန်ဘူးလားသုံးသပ်ရမလဲ။လုပ်ငန်းအခြေအနေကိုငွေကြေးပိုင်းအမြင်တွေကနေစစ်ဆေးရမလဲ။စတဲ့ finance ပညာရပိုင်းနေအားနေတဲ့အခါမှာအလေးအလွတ်တွေများပြားကျွေးဆုံးတွေများပြီးတော့ရစရာတွေကမရအဲ့လိုဖြစ်ပြီးတော့လုပ်ငန်းကပြိုလဲနိုင်မှန်းသိတယ်။ဒါအပြင်အခြားသော operation တွေဖြစ်တဲ့ production ဘက်ကိုမနိုင်တာ ဝန်ထမ်းမထိန်သိမ့်တတ်တာ expense အသုံးစီတွေမထိန်သိမ့်တတ်တာဆိုတာတွေကြောင့်လည်းအခက်အခဲတွေ့ရလည်ရှိပါတယ်ဓမ္မဆက်နေတေးမနှစ်မှာစစ်ထက်လိုက်မိတာဓမ္မမဟုတ် တိုင်မြင်မှတာဘယ်စည်းပွားရေးမှာပဲဖြစ်ဖြစ် အချိန်ကြိုက်လုံနိုင်ဖို့လိုအပ်တယ်ခေတ်ကောင်းမီဖို့လည်းလိုအပ်တယ်အခုမှကျွန်တော်အရင်က online learning platform တစ်ခုကိုစတင်ခဲ့မှုတယ်အဲ့ဒီနှစ်တွေတုန်းကလူတွေက online ကနေစတင်နေဆိုတာ ဟာတတခုလုံးသာတဘောထားနေကြတဲ့အချိန်ရှိတယ်ဖြစ်နေတယ်။အဲဒီတော့ကိုယ့်ရဲ့ပလက်ဖောင်းအကြောင်းကိုလူတွေကိုအပေါင်းရှင်းပြနေရတယ်။ဒါပေမဲ့2019ခုနှစ်ကိုဗစ်စပြီးတဲ့ဖြစ်တဲ့အချိန်မှာတော့အခြေအနေတွေကစန့်ကျင်ပဲဖြစ်သွားပါတယ်။အပြင်မထွက်ပဲနဲ့လူတွေကအိမ်ထဲပဲနေရတဲ့အခါမှာ online ပဲဖိတုံးကြပါတော့တယ်။ဒီတော့အရာအလုံးကို online ကနေပဲရအောင်လုပ်ရင်းနဲ့စတင်တာကပါတမာယူချပြည့်ရတခုဖြစ်လာပါတော့တယ်။ ျွန်တော်ရဲ့ online class တွေကလည်းအဲ့ဒီကာလမှာတန်တန်းသားပေါင်းထောင်နဲ့ချီရရှိခဲ့ကြတယ်။ဆိုတော့ကိုလုပ်ငန်းစမယ့်အချိန်ဟာစဖို့တင်တဲ့အချိန်လားလုပ်ငန်းကိုအားပေးတဲ့အချိန်လားဆွဲချမယ့်အချိန်လားဆိုတာပါမှန်းစတည်ရပါမယ်။ဒါတွေကတော့ startup business တွေကြာဆုံးကြာရတဲ့အဓိကအကြောင်းချက်တွေဖြစ်ပါတယ်။လက်ရှိမိမိလုပ်ငန်းနဲ့ဘာတွေတိုက်ဆိုင်နေတယ်ဆိုတာကိုသုံးသပ်ပြီးတော့ပြင်ဆင်က လုပ်ငန်းကြီးများအဖြစ်တို့ပြောင်းလဲတိုးတက်နိုင်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါမယ်။ လုံလောက်တဲ့အသိပညာဟာပြင်းထန်တဲ့အခက်အခဲတွေကိုလွယ်ကူစွာနဲ့ကျော်ပြတ်စေနိုင်ပါတယ်